င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုဒ်အနည်းနဲ့ကြောက်ဖြူစင်မြောင်းရုံမှနေကန်အမှုရမ်းများခြံထားခဲ့ပြီးအမှုရမ်း၁၀ဦးကိုရန်ကုန်ကိုပို့တဲ့အကြောင်းတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့ရှိစင်မြောင်းဦးစီးဌာနရုံမှရခိုင်လူမျိုးနေကန်အမှုရမ်းများကိုခြံထားခဲ့ပြီးကြံအမှုရမ်း၁၀ဦးကိုရန်ကုန်ကိုပို့ဆောင်လိုက်ကြောင်းသိရပါတယ်ဇွန်လ15ရက်ကအရခတ်တတော်အီမာမြို့အဝင်ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစင်မြောင်းရုံနောက်ဘက်ကိုလက်နက်ကြီးကြီးကြားရောက်လာခဲ့တာကြောင့်စင်မြောင်းဌာနမှရခိုင်လူမျိုး တာဝန်ခံနဲ့စည်ရေးတုံးကလွှဲပြီးကြံဝန်ထမ်းတွေကိုဇွန်လ16ရက်မှာကြောက်ဖြူလေးစိမ်းမှတဆင်ရန်ကုန်ကိုပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်းရုံးနဲ့နီးစပ်သူတအုပ်ကသတင်းဌာနကိုပြောပါတယ်။ ကျောင်းဖြူစင်မြောင်းယုံကိုလက်နဲ့ကြည့်ကြတယ်၊ကွဲတော့မကွဲဘူး၊ကွဲတာကလေးစိတ်နားမှာကွဲတာ။တာပြီးမဲ့ရန်ကုန်နဲ့မကွေဘက်ကရောက်လာတဲ့ဗမာဝန်တန်းတွေကိုရန်ကုန်ပို့လိုက်ပြီးနေကန်တွေပဲထားခဲ့တယ်။တချို့တွေကလစာမယူပဲခွင့်ယူတာလည်းရှိတော့ယုံမှာ73ယောက်လောက်ရှိတာကျောင်းဖြူကရခိုင်3ယောက်ပဲကျန်ခဲ့တယ်လို့၎င်းကပြောပါရယ်။ဖုန်းလိုက်အခက်ခဲနဲ့စစ်ကောင်စီရဲ့လုံခြုံရေးတင်းကြပ်မှုတွေကြောင့်စင်မြောင်းယုံနဲ့နှိစက်သူကိုသတင်းဌာနတွေကဇွန်လ22ရက်နေ့မှသာဆက်သွယ်မိမြန်နိုင်ခဲ့တာဖြစ်ပါရယ်။ဇွန်လ15ရက်ကအရခတ်တတော်အေးကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးများ နံလေးစိမ့်နဲ့ဂိုက်နီယာကွာမှာတလုံးကြောက်ရောက်ပောက်ကွဲခဲ့ပြီးတလုံးမှာဆင်မြောင်းယုံနောက်ဘက်ကိုကြောက်ရောက်တော့လဲပောက်ကွဲမှုမရှိခဲ့ဘူးလို့သိရပါတယ်စစ်ကောင်စီလက်အောက်ခံစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆင်မြောင်းဝင်ကြီးဌာနလက်အောက်ရှိကြောက်ဖြူမျိုးနဲ့ဆင်မြောင်းဦးစီးဌာနကလေးစိမ့်နဲ့မလန်မကန်းမှာတည်ရှိပြီးကြောက်ဖြူမျိုးမြစ်ကဘာမြေထိန်နေရံများထိန်းသိမ်းခြင်းလုပ်ငန်းတွေကိုအဓိကဆောင်ရွက်တဲ့ဌာနဖြစ်ပါတယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခရိုင်စီမံကိန်းယုံခရိုင်တရားယုံမှအမှုတမ်းများကတော့လက်ရှိအချိန်ထိရုံးတက်ပြီးလုပ်ငန်းဆက်လက်လက်ပတ်နေရဆဲဖြစ်ပါတယ်ကြောက်ဖြူမျိုးဘောကိုအရခတက်တော်အင် ရဲ့ထိုးစစ်များနှီးကပ်လာတော့လဲစစ်ကောင်စီလက်အောက်ကစာတင်ကြောင်းတွေနဲ့ဌာနဆိုင်ရာရှုံးတွေကိုဆက်လက်ဖွင့်လှစ်ဖို့ဖိအားပေးနေကြောင်းမြို့ကန်တွေစီမှတီးရပါတယ်။ စစ်ကောင်စီက၎င်းနဲ့နီးစပ်သူများအစိုးရဝန်ထမ်းများကိုလေကြောင်းခီးတွန်းလာခွင့်ပြုထားတော့လဲတာမန်ရက်သားပြည်သူများကိုတော့နာမကျန်းတာကလွဲပြီး2024ခုနှစ်ဖေဖော်ဝါရီလ15ရက်ကစပြီးလေစိတ်ဝင်ထွက်ကိုတင်းကျပ်ကန့်သက်ကလာဝကထောက်ခံစာမရှိပါကခီးတွန်းလာခွင့်မပြုကြောင်းသိရပါတယ်။လက်ရှိမှာရဲတပ်ရင်30နှစ်အနီးပြိုင်းစေကီကျေးရွာနဲ့ဒညဝရီဟီတက်ဌာနချုပ်မလန်မကန်ရှိကတ်တပြည်ကျေးရွာနီးမှာတိုက်ပွဲများပြင်းထန်နေပါတယ်။အေအေနီနဲ့ရခိုင်ပြည်နယ်မှာအနောက်ပိုင်းစစ်ဌာနချုပ်နာပခအပါဝင်မြို့14မြို့ကိုတင်ပိုက်ထိန်းချုပ် ံထားပြီးပြည်လဲကံယူတဲ့ဒေသတွေဖြစ်တဲ့စစ်တွေကြောက်ဖြူမောင်တို့ကိုဆက်လက်သိမ်းပိုက်ဖို့ကြိုးပမ်းနေပါတယ်။ဆက်လက်ပြီးထိုင်းဝင်ကြီးချုပ်ပီထောင်တန်းယာတူမှနှုတ်မထွက်သလိုလွတ်တော်ကိုမဖြတ်သိမ်းဘူးလို့အာဏာရပါတီပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းဝင်ကြီးချုပ်ပီထောင်နက်ရှင်နယ်ဝက်ထရာကယာတူမှနှုတ်ထွက်မှာမဟုတ်သလိုလွတ်တော်ကိုဖြတ်သိမ်းမှာမဟုတ်ဘူးလို့အာဏာရထိုင်းပါတီမှအကြီးတန်းတာဝန်ရှိသူတအုပ်ကဇွန်လ22ရက်မှာပြောကြားခဲ့ပါတယ်။ကမ်မောရီးယားနိုင်ငံနဲ့နေဆက်အငင်းပွားမှုကိုင်တွင်ဖြစ်ရှိမှုအလွဲတွေကြောင့်ယာတူမှနှုတ်ထွက်ဖို့တောင်းဆိုမှုတွေများပြားလာပြီးမြတ် ဖီတောင်တန်ကနှုတ်ထွက်မှာမဟုတ်ဘူးလို့ခီးသွားလိုက်ဝင်ကြီးကပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံမှာရှင်ဆိုင်နေရတဲ့အကြက်တဲတွေကိုဖြည့်ရှင်ဖို့တာဝန်ဆက်ယူသွားဖို့ဝင်ကြီးချုပ်ကကျွန်တော်တို့ကိုရှင်းလင်းစွာအတည်ပြုခဲ့ပြီးဖြစ်ပါတယ်လို့၎င်းကဆိုပါတယ်။ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့ဖုန်းပြောဆိုမှုပေါက်ကြားပြီးရင်နောက်ထိုင်းဝင်ကြီးချုပ်ဟောင်တက်ဆင်ရှင်နာဝက်ထရာရဲ့တမိဖြစ်သူဖီတောင်တန်ကပြည်သူတွေရဲ့အမျက်ဒေါသရှင်ဆိုင်နေရပါတယ်။ဟွန်ဆန်နဲ့စကားပြောဆိုမှုပေါက်ကြားခြင်းကြောင့်ညွန့်ပေါင်းဆိုရဖွဲ့မှဒုတိယအင်အားအကြီးအမားဆုံးပါတီကအစိုးရဖွဲ့မှနှုတ်ထက်ခဲ့ပါတ င်ညွန်ပေါင်းအစိုးရအဖွဲ့မှပါတဲ့ United Thai Nation Party ကလည်းပြည်ထောင်တန်းကိုရာထူးမှနှုတ်ထွက်ပြီးဖို့တောင်းဆိုခဲ့ပါတယ်ပြည်ထောင်တန်းကဟွန်ဆန်နဲ့ဖုန်းပြောဆိုမှုပေါက်ကြားလာကြောင်းတောင်းပန်ခဲ့ပြီးမယ်အဆိုပါကိစ္စရဲ့ပေါ်မှတ်ချက်ပြုခြင်းမရှိသေးပါဘူးဇွန်လ28ရက်မှာပြည်ထောင်တန်းကိုရာထူးမှနှုတ်ထွက်ပြီးဆန္ဒပြပွဲတစ်ခုဗန်ကောက်မြို့မှာပြုလုပ်ဖို့တက်ကြွလှုပ်ရှားသူတွေကစီစဉ်ထားပါတယ် ဆလဘီစစ်ကောင်စီတပ်များနောင်ချုံမြို့နယ်ကံကြီးရွာကိုအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်ဝင်ရောက်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ရှိတောင်မြို့သားလူမျိုးရေးတပ်မတော် TNL တပ်များထိန်းချုပ်ထားတဲ့ကံကြီးရွာကိုစစ်ကောင်စီကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်ဝင်ရောက်နေကြောင်းသိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့တွေကပြီးခဲ့တဲ့ဇွန်လ20ရက်နေ့ကလေးကကံကြီးရွာကိုဝင်ရောက်ထိုးစစ်ဆင်နေရာယူထားပြီးတရက်ကုန်းကြီးရွာထိဝင်ရောက်နေရာယူနေပြီဖြစ်ကြောင်းစစ်ရေးတရင်အရင်းမြစ်တွေစီကသိရပါတယ်။တဲခေါ်နဲ့အုံမတီမှာတော့ပူပေါင်းတပ်တွေရှိနေတော့မယ်ရွှေညောင်ပင်အထိစက စဘက်ကစက်တိုးမယ်ထင်တယ်။လလောစီတော့ကန်ကြီးရွာကိုထိန်းချုပ်ထားတယ်လို့စည်ရီတည်ရင်ရင်းတွေကပြောပါတယ်။စစ်ကောင်စီကနောင်ချိုရှိကျေးရွာတွေကိုပုံလုံးရင်မြောင်များစွာနေစဉ်ချင်းချနေပြီးအစိမ့်ငွေပုံတွေပါအသုံးပြုနေကြောင်း TNN လီကနေစဉ်ထုတ်ပြန်လျက်ရှိပါတယ်။လက်ရှိမှာနောင်ချိုမြို့နယ်တွင်းရှိရွှေသွန်ညံတော့အုံမတီနဲ့ဆမ်ဆင်ကျေးရွာများမှာစစ်ကောင်စီနဲ့ TNN လီတို့ကြားတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလျက်ရှိပါတယ်။စစ်ကောင်စီကစွန်လ22ရက်ည10:18မိနစ်ကနောင်ချိုမြို့ရှိတန်ဖိုးကျေးရွာကိုဝိုင်းတွင်းလီရင်နဲ့ပုံလုံး ံပေါင်း90ကျော်ကျင်းချတိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင်ဇွန်လ20ရက်နေ့ကလည်းလက်နက်ကြီး144လုံးနဲ့ drone ပုံ32လုံးတို့ကိုကျင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ကံကြီးရွာကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်စစ်ကောင်စီက S1 ကိုစူးစမ်းနေတာဖြစ်ပြီးပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ကကံကြီးရွာစခန်းကိုခေတ္တလက်လွတ်ခဲ့ရပြီးရနောက်အခုကအင်အားလုံးရင်းနဲ့ပြန်လည်ထိုးစစ်ဆင်နေရယူလာတာဖြစ်ပါတယ်။ပြင်းဦးလမနောင်ချိုကိုထိုးစစ်စနေတဲ့စစ်ကြောင်းသားရှေးမောင်တန်ကြီးရွာကိုရောက်ရှိလာပြီဖြစ်ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့ Israel Iran စစ်ပွဲမှာ America ပါဝင်လာမှုဟာဒေသရင်းချင်းတွေကိုပုံမဆိုးရွားလာစေရလို့ခုလာပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ Israel Iran စစ်ပွဲရဲ့ America ပါဝင်လာခြင်း ဒါဟာဒေတာရင်းစည်ရေးတင်းမာမှုချိန်လေးကိုပုံမဆိုးရွားစေခဲ့ပြီးနိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုတိုက်ရိုက်ချင်းချမှုဖြစ်စေခဲ့တယ်လို့ကုလသမဂ္ဂအထွေထွေအတွင်းရင်းမှုအန်တိုနီယိုဂူတာရက်စ်ကပြောကြားပါတယ်အစ္စရေးအီရန်စစ်ပွဲကိုအမေရိကန်ဝင်ပါလာမှုကကဘာကြီးနဲ့ဒေတာရင်းပြည်သူတွေအတွက်နောက်ဆက်တွဲကပ်ပြီးစိုးကျိုးတွေသာဖြစ်ပေါ်စေမှာဖြစ်ပြီးပဋိပက္ခတွေကိုထိန်းချုပ်လို့မရတော့တဲ့အခြေအနေထိဖြစ်လာနိုင်တယ်လို့ဂူတာရက်စ်ကသတိပေးတာပါကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံတွေအနေနဲ့တင်းမာမှုတွေကိုရှော့ချပြီးကုလသမဂ္ဂပြည်ညင်ပါချက်တွေနဲ့နိုင်ငံတကာဥပဒေတွေကို ုင်းနာကြဖို့ကိုလည်း Gutierrez ကတောင်းဆိုထားပါတယ်။လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခအခြေအနေတွေကစည်ရင်းနဲ့ဖြည့်ရှင်းလို့မရနိုင်ပဲတန်တမန်ကြီးနီလန်အရှာသာဆောင်ရွက်တင်ပြီးဒါဟာငြိမ်းချမ်းရေးအတွက်မျှော်လင့်ချက်ဖြစ်နိုင်မယ်လို့လည်းသူကစက်ပြောပါတယ်။ယူရန်နိုင်ငံကိုအမေရိကအင်အားသုံးတိုက်ခိုက်ခဲ့တာကြောင့်အထူးစိုးရိမ်မိပြီးဒါဟာဒေသတွင်စည်ရင်းတင်းမာမှုအခြေအနေကိုအဆုံးစွန်ထိတွန်းပို့လိုက်တယ်လို့ဖြစ်ခဲ့ပြီးနိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုချိန်ချမှုလည်းဖြစ်စေခဲ့တယ်လို့ကုလတွင်းရေးမှူးချုပ် Gutierrez ကပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အီရန်နီနဲ့စစ်ပွဲ ်ကိုချက်ချင်းရရမယ်လို့ပြောဆိုခဲ့ပြီးအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုတ်ကတော့ထရန်ရဲ့စစ်ပွဲနဲ့ပါဝင်လာတဲ့ဆုံးဖြတ်ချက်နဲ့အီရန်နျူကလ িয়ার အဆောင်တွေကိုပြတ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက်ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောဆိုခဲ့ပါတယ်။အီရန်မှာရှိတဲ့နျူကလ িয়ার စီမံကိန်းနေရာ၃ခုကိုအမေရိကန်ကလေးချောင်းပုံကျဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ဗနီဇွဲလာ၊မက္ဆီကိုနဲ့ကျူဘာစတဲ့ကမ္ဘာနိုင်ငံချို့လေကန့်ကွက်ရှုတ်ချမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဆုံးဖြတ်ချက်နဲ့အီရန်ကိုတိုက်ခိုက်ခဲ့မှုအပေါ်အမေရိကန်လွှတ်တော်အတွင်းဒီမိုကရက်တစ်ရီပက်ဘလစ်ကန်အမတ်တွေအကြားသဘောရ ကွယ်လွှမ်းမှုတွေရှိခဲ့ပြီးရွေးကောက်ပွဲနိုင်ရာ Republican အမတ်တချို့ကလည်း Trump ရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံသူတွေရှိနေသလိုကန့်ကွက်သူတွေလည်းရှိနေပါတယ်။အီရန်ကနျူကလ িয়ার စီမံကိန်းအဆောင်တွေတိုက်ခိုက်ခံရပြီးတဲ့နောက်အီရန်ကောင်းဆောင်အယာတိုလာခါမီနီကလည်းအီရန်နေနဲ့ဘယ်တော့မှအညံ့ခံမှာမဟုတ်သလိုအမေရိကန်နေနဲ့စစ်ပွဲနဲ့ပတ်ဝန်းလာတာကြောင့်အမေရိကန်နိုင်ငံသားတိုင်းကအီရန်ရဲ့စီးရီးပြတ်မှတ်ပြရှိနေပြီးလက်စားချေတုံ့ပြန်သွားမယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးတရင်းသားရင်တိုင်းမှာတလာတွင်အရက်သား73ဦးတပ်ဖြတ်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စီးရီးပြင်းထန်လာတဲ့တရင်းသားရင်တိုင်းမှာပြီးခဲ့တဲ့မေလတွင်စစ်ကောင်စီတပ်နဲ့လက်နက်ကင်တော်လန်အင်အားစုတွေရဲ့ဖမ်းဆီးတပ်ဖြတ်မှုတွေကြောင့်အရက်သား73ဦးတိဆုံးခဲ့တယ်လို့ဒေသတွင်သုတေသနဖြစ်ဖြစ်တဲ့ FE5 တနင်္သာရီထံမှသိရပါတယ်ပြီးခဲ့တဲ့မေလတွင်တနင်္သာရီတိုင်းမှာအကြောင်းမျိုးမျိုးကြောင့်တည်ဆုံခဲ့တဲ့အရသာ73ရှိပြီးအဲ့ဒီထဲမှာစစ်ကောင်စီလက်ချက်ကြောင့်တည်ဆုံသူရှင်ဦးနဲ့တော်လိုင်းဖွဲ့တွေရဲ့ဒလန်ရှင်းလင်းမှုကြောင့်၄ဦးတည်ဆုံခဲ့တာပါတစ်ဖက်မှာလည်းအမည်မသိလက်နက်ကင်ဖွဲ့ထောင်ထားတဲ့မြေမြုံမိုင်းနင်းမိတာကြောင့်အသက်60ရွယ်ဦးကြည်လာဟာရေပြူမျိုးနဲ့တစ်တူတောင်ကျေးရွာနီးရှိဥယျင်ချမ်းလန်းပိုင်းတနီယာမှာမိုင်းနင်းမိပြီးတည်ဆုံခဲ့ပါတယ်စစ်ကောင်စီလက်ချက်ကြောင့်တည်ဆုံသူများစုကစစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးစားထိမှန်တည်ဆုံခဲ့တာဖြစ်ပြီးအဲ့ဒီ စ်မှာအသက်၁၈နှစ်အောက်ကလေးငယ်သုံးပါဝင်တယ်လို့လဲဆိုပါတယ်။တော်လိုင်းဖွဲ့ရရဲ့ဒလန်ရှင်းလေးလုပ်ငန်းကြောင့်ဘလော့မြို့ပေါ်ရှိအရက်ဆိုင်မှာဝိုင်းဖွဲ့နေတဲ့ပြူစောတီတွေကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့်အသုံးသိဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်မေလာတွင်စကောက်စီတပ်ကအရက်သားပြည်သူတွေကိုအကြောင်းမျိုးမျိုးပြပြီးဖမ်းဆီးခဲ့သူဦးရေ138ဦးထပ်မင်းရှိပြီး68ဦးသာပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ AB လအတွင်းကလည်းတနင်္သာရီတိုင်းမှာစကောက်စီတပ်နဲ့လက်ဝေကန်ပြည်သူ့စစ်ဖွဲ့တွေရဲ့ဖမ်းဆီးတပ်ဖြတ်မှုတွေကြောင့်သိ ည်ဆုံးသူ6ဦးရှိပြီးအမည်မသိလက်နက်ကိုင်ဖွဲ့ရရဲ့နှက်ချက်ကြောင့်အရက်သား9ဦးတည်ဆုံးခဲ့တယ်လို့သတင်းမှာဖော်ပြပါရရှင်။